အဲရရှိကန်ယူဒန်လမ်းဟာတစ်ချိန်ကဘုံကျဲတိုက်ခတ်မှုတွေကနေထွက်ပြေးလို့မြောက်ဖို့အတွက်ပါလက်စတန်လူမျိုးတွေအတွက်နောက်ဆုံးအားထားရာလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ယခုအခါဣဇရေးစစ်တပ်ဟာ၎င်းရဲ့ဒစိတပိုင်းကိုပိတ်ဆို့လိုက်ပြီဖြစ်တယ်။အဲဒါကြောင့်မိသားစုတွေပြိုကွဲကုန်ကြပါတယ်။အချို့ကမြောက်ပိုင်းနဲ့တလဲပိုင်းမှာရှိနေပြီးအချို့ကတောင်ပိုင်းမှာရှိနေကြပါတယ်။၎င်းတို့ကတူနဲ့တူပြန်လည်ဆုံတွေ့လို့မရတော့ပါဘူး။နေတဲ့အတွက် နေရောက်ဆုံးခွာရခြင်းဟာသူမရဲ့မိသားစုကိုပိုင်းခြားခဲ့ပါတယ်။သူမရဲ့တာသမီအချို့ဟာတောင်ပိုက်ကိုသွားခဲ့ပြီးအချို့ကအိန္ဒိယမှာကြာရင်နေသေးပါတယ်။တောင်ပိုက်ကိုသွားခဲ့သူတွေကဂါဇာမြို့ကိုပြန်လာနိုင်မှာမဟုတ်ကြောင်းကျွန်တော်တို့သိရှိထားပါတယ်။လူများဟာအစ္စရေးကြောက်မဲ့ပဲတိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးနေကြပါတယ်။အဲရရှိလန်ကိုပိတ်ဆို့ရန်အစ္စရေးစစ်တပ်ရဲ့ဆုံးဖြတ်ချက်ကိုဖရောက်ဆုံးကြားသိရတဲ့အခါကျွန်မမယုံနိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာဆွေးလို့ရှာပြီးထိလန့်ခဲ့ရပါတယ်အကြောင်းမှာဂါဇာမှာကျင်းနေတဲ့ဒေတာမိသားစု၎င်းတို့နဲ့လုံခြုံမှုနဲ့၎င်းတို့ရဲ့ဘဝအကြောင်းကိုစဉ်းစားနေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်သူမမကြသေးမိကဝယူထားတဲ့တဲ့အင်ကအားလုံးပြောင်းလဲစုဝေးလာခဲ့ရင်ပင်လူတိုင်းအတွက်မလုံလောက်ပါဘူးကျွန်တော်တို့ဤနေရာကိုစတင်ရောက်ရှိတဲ့အခါမှာကျွန်တော်ထိလန့်သွားခဲ့ရပါတယ်ကျွန်တော်ကိုယ်တိုင်ကိုအချင်းချင်းမိခဲ့ရတဲ့ဒီနေရာမှာဘယ်လိုနေထိုင်ပါလဲဒီနေရာကကျွန်တော်တို့အတွက်လုံလောက်ပါမလားကျွန်တော်ရဲ့သားတွေတမီးတွေနဲ့ ၎င်းတို့ရဲ့မိသားစုတွေအတွက်လုံလောက်ပါမလားဤတဲအင်ဟာကျွန်တော်အားဒေါ်လာ900ကုန်ကျခဲ့ရပါတယ်၎င်းဟာအလွန်များပြားပါတယ်၎င်းကိုဝယ်ယူရန်ကျွန်တော်ငွေချေးခဲ့ရပါတယ်ဖုန်းနဲ့အင်တာနက်ဆက်သွယ်မှုတွေပိတ်ဆို့ထားတဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာဖိအားများလဲအလွန်လေးလံလာပါတယ်မိဘတွေကအစမပြချောင်းကျုံမှုတွေထဲမှာနေထိုင်ကြရပါတယ်ကလေးတွေကမိကွန်းတွေမေးကြတော့လဲအဖြစ်မရှိပါမိသားစုများအမောင်ထဲမှာစောက်ဆိုင်နေကြရပါတယ် ဟာဆန်ရဲ့မိသားစုတွေလည်းဒီလိုကွဲမှုကိုခံစားနေရပါတယ်။သူရဲ့အမနဲ့သူမရဲ့ကလေးတွေဟာမြောက်ပိုင်းမှာရှိနေပါတယ်။သူဟာဘာလာမြို့မှာရှိတဲ့လူထူထပ်တဲ့တဲအိမ်အေရီယာမှာနေထိုင်ပါတယ်။အခြားသူများစွာကဲ့သို့ပင်သူဟာဆက်သွယ်ရေးပိတ်ဆို့မှုကြောင့်တိတ်ဆိတ်မှုကိုခံစားနေရပါတယ်။ကျွန်တော်တို့ဟာတီမာတဲ့စိတ်ပိုင်းဆိုင်ရာဖိအားအောက်မှာနေကြရပါတယ်။မနေ့မနေ့ကကျွန်တော်တို့ရဲ့ဒူဖြစ်သူကဖုန်းဆက်ပြီးအဲရရှိလမ်းမကြမီပိတ်ဆို့တော့မယ်လို့ပြောခဲ့ပါတယ်။ သူကမေးခဲ့တယ်ကျွန်တော်တို့ဘာလုပ်ရမှာလဲကျွန်တော်ကသူ့ကိုဤလိုပြန်ဖြေခဲ့တယ်တင်းတို့ချက်ချင်းထွက်ခွာရမယ်ဤစွေဒိမ့်ပိုင်ရစ်တာဟာဂါဇာမြို့မှာကျန်ရသူအလုံးကိုတပ်ဖြောင်းမှာဖြစ်တယ်လို့ပြောခဲ့တယ်ဆက်သွယ်ရေးချက်ဖြောင်းမှုတွေအနောက်ဆက်ဖြစ်နေပါတယ်သူထံဆက်သွယ်ရအချိန်၅ချိန်အထိစူးစမ်းရပါတယ်ဂါဇာလူများအတွက်ကံယူတန်းလမ်းပိတ်ဆို့မှုဟာအသာအဆီးတစ်ခုမျှတော့မဟုတ်ပါဘူး၎င်းဟာမိသားစုများကိုကွဲပြားစေပါတယ် ၎င်းကအမိုးကာများကိုလူပစ်ကြစေခဲ့ပါတယ်။၎င်းဟာဆက်တွယ်ရေးကို ပြတ်တောက်ခဲ့တယ်။၎င်းဟာရှင်တန်မှုကိုကြောင်းကျုံမှုနဲ့မတေးချာမရေရာမှုအောက်မှာနှင်းစင်ရုပ်ကံမှုအဖြစ်ပြောင်းလဲခဲ့ပါတယ်။